ပြီးတော့ဘယ်ခံစစ်မှာရနယ်ဒိုပေါ့နော်အဲ့တော့ तू က LWB မဟုတ်ဘူး तू က LB တကယ်တော့ LB တော့မဟုတ်ဘူး तू က LCB အဲ့ဒီဘဝလာလားစန်နာဘက်ဘဝလာတာပေါ့နော်အက်တလက်တီကိုမက်ဒရစ်မှာတော့လည်းအဲ့လိုမျိုးပဲအဲ့တော့ခံစစ်တာတန်တယ်ခံစစ်ကောင်းတယ်တခြားအရာတွေတော့ तू ကောင်းနေမှာကောင်းမယ်ဒါပေမဲ့လူကတ်တာအာယုံစူးစိုက်မှုပြီးတော့ဒီမမထက်တန်ကစားနိုင်မှုအဲ့ဒီအရာတွေကောင်းတယ်ပေါ့နော်အဲ့တော့စာကာကိုအဲ့ဒီ ဒီ force နဲ့ရင်ဆိုင်ရမှာပြီးတော့အဲ့လိုမှာ Gertrude ကစားဖို့များရည်လို့ထင်တယ်ဒီပွဲဒီပွဲအတွက်ဆိုရင်အဲ့တော့ Gertrude ကလည်းအဲ့ဒီစကားဝင်မဲ့အပေါက်ထဲမှာငိုရဲစောင့်နေပြီးသားဖြစ်နေတယ်လို့ပြောရမှာပေါ့နော်အဲ့ဒီအချက်ကိုကျွန်တော်တို့ဒါဒီပွဲရဲ့ key battles အဖြစ်ကျွန်တော်အားလုံးမြင်တယ်စောင့်ကြည့်ရဖို့ရှိတယ်စကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီ season ကိုကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေတဲကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်ရှိတဲ့ဒါ mount တွေ ထူးခြားတဲ့ဒါဈေးွက်အစုံနေတဲ့သူရင်ကုန်ချင်တော့ Winsbet ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ1 Soccer Hawk Promo ခုံးတဲ့သူဒါအကောင့်ဖွင့်ကစားနိုင်ပါလေပထမဆုံးတွင်းငွေအတွက်အများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့မြန်မာငွေကိုဒါစုလက်ဆောင်ရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုတင်ကောင်းပါခြင်းပါလေတခြားအားကစားနည်းတွေနဲ့တူအခါအားလျော်စွာအထူး promotion အစီအစဉ်တွေ ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါလေ promo code ကတော့ video ရဲ့ comment box မှာ ပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ စကောပြည်သူများလုံးပဲမင်္ဂလာပါခင်ဗျစနေနေ့မှာကစားမယ်နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆန်နာလန်နဲ့အာဆင်နယ်တို့ပွဲလေးကိုလည်းဆက်လက်သုံးသပ်တင်ဆက်ပေးတော့မှာရှိပါတယ်ဒီစီစဉ်မှာလည်းကျွန်တော်နဲ့အတူစီတူကနေပြောမှာပဲဆက်လက်သုံးသပ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျစီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါကိုအဲအာဆင်နယ်ရဲ့လက်ရှိဖော်ကတော့တော်တော်ကြီးကိုအားကောင်းနေတာပေါ့လေပရီးမီးယားလိမှာလည်းဒါပွဲဆက်တွေနိုင်နေဒါကလင်းရှစ်တွေလည်းရတယ်ကလင်းရှစ်တွေဖြစ်တာနောက်ထပ်ဟိုဘယ်လိုပြောမလဲပြိုင်ဘက်ကို ဘိုးပေါက်တဲ့တဲ့ကန်သွေးဖွင့်ပြီးရတဲ့နှုံးတော်မှာအရန်ကိုနဲလာတဲ့ဟာပေါ့နော်တကယ်ကိုပဲ inform ဖြစ်နေတဲ့အသင်းနဲ့တစ်ဖက်မှာဆန်နာလန်ကလည်းတက်တဲ့အသင်းတွေထဲမှာဆိုရင်တကယ်ကိုရလာအဖြစ်နဲ့သူတို့ကြီးကိုကောင်းပါတယ်လက်ရှိယူထားတဲ့ရမတ်အရာကြည့်မယ်ဆိုရင် ဒီကိုတို့ဒါ Hot City နောက်ပိုင်းလာမပြူဒါဖွဲ့စစ်တဆယ်ပြီမှာဆိုရင်စန္ဒာလန်ကလည်းဒါရမတ်အများဆုံးအသင်းဖြစ်နေတယ်ဗောလေအဲ့တော့အခုဒါကြည့်ရမှာကအာဆင်နယ်ဟာဒါတောက်လျှောက်ရလက်တွေ inform ဖြစ်နေတယ်ရလက်တွေကောင်းနေတယ်အာဆင်နယ်ကိုစန္ဒာလန်ကဘယ်လိုပုံစံမျိုးနဲ့တားဆီးမလဲဆိုတဲ့အပိုင်းကိုပဲအခုအထူးအဓိကကြည့်ရမှာထင်ပါတယ်ဒီလိုမျိုးပဲစန္ဒာလန် sorry အာဆင်နယ်ကလည်းသူရဲ့ inform ဖြစ်နေတဲ့ပုံစံတစ်ခုကိုဘယ်လောက်ထိဆက်ပြီးတော့မှကိုဆက်ဆွဲနိုင်မလဲမလို့ဒါတို့ဆက်ပြီးတော့မှကြည့်ရမလို့ထင်ပါတယ်ဒီပွဲအပေါ်ဒါစီတူရဲ့အမြင်လေးစာပြီး share ပေးပါဦးညီ ဟုတ်ကဲ့ကိုအဲဒီစနားလန်းကအမြင့်ပြန်နေရပေါ့လေအခုခုနပြောသွားဆိုဟာစီတီအဲဂျီယိုဗန်နီတို့ရဲ့ဟာစီတီပေါ့နော်အဲ့ဟာစီတီကနောက်ပိုင်းမှာအပြားရှူသွားတယ်အခုစနားလန်းကတော့အပြားရှူဖို့ခက်ခဲတယ်သူတို့ကစားတာတော်တော်စနစ်ကြတယ်ပြီးတော့လက်ရှိမှာစနားလန်းခန်းစစ်ကောင်းတယ်ပေါ့နော် အရန်ခန်းစစ်ကောင်းတယ်မာကျော်တယ်ไอ้ตะคูเนี่ยไม่รู้ตรุก็คันซิปိတ်กะซ่าล่ะเบจ้วนจินน่ะไม่รู้ตรุบอลลงโกดิบอลพลิงปုံสังกางๆกะซ่าได้ดิ တို့ခံစားကစားလာကျွမ်းကျင်တာကလည်းအဲမထူးခြားဘူးလို့ပြောလို့ရတယ်။ဘာလို့လဲဆိုတော့ပြီးခဲ့တဲ့ရာသီတို့ League Championship မှာတို့က ball position 50% average 50ချက်ရောက်ခဲ့တယ်။အဲဒီသဘောကနေကြည့်မယ်ဆိုရင်စနာလန်ရဲ့အဲဒီသွားတဲ့ပုံစံပေါ့နော်စနာလန်သွားတဲ့ပုံစံကအခုလိုဘောလုံး Premier League မှာဆိုကိုကအောက်အသင်းဖြစ်မှာ။အဲ့တော့အောက်အသင်းအနေနဲ့ကစားဖို့အတွက်လက်ကျင်ပြီးသားလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ ပြီးတော့ဒီအသင်းကအရန်လို့စူးစမ်းတွေ့ရတယ်ပေါ့နော်အဲ့တော့အာဆင်နယ်အတွက်ဒေဂျာပေါက်ခက်ခဲမဲ့ပွဲဒါစတေဒီယမ်လိုက်ပေါ့နော်အလင်းရောင်ကွင်းမှာအဲဒီသူတို့မမောင်မိုင်အောင်စူးစမ်းမှာပေါ့နော်အာဆင်နယ်အသင်းနေလက်ရှိကတော့အရန်ကောင်းနေပြီအရန်တည်ငြိမ်တဲ့ခြေစွမ်းပိုင်ဆိုင်ထားတယ်ဒီပွဲကိုသာနိုင်တဲ့နိုင်မဲ့ clean sheet လည်းရမယ်ဆိုရင်ဒါ၉ပွဲဆက် clean sheet နိုင်ပွဲရှာဖွေနိုင်တဲ့ပထမအဦးဆုံး Premier League အသင်းဖြစ်လာဖို့ရှိတယ်အဲ့ဒါကြီးကခက်တော့ခက်တယ်ဒါပေမဲ့ ဖြစ်နိုင်တယ်ပေါ့နော်အာဆင်နယ်ဖြစ်နေလို့ပေါ့လေအဲ့တော့အာဆင်နယ်ကဒီဘွဲမှာဆန်ဒါလန်ဒိုက်စစ်ပိုင်းဆန်ဒါလန်ရဲ့ကောင်တာအတက်ကင်းနေအဲ့ဒါတွေအဲ့လောက်ကြီးအာယုံစိုက်เสียမလို့အာဆင်နယ်ကိုးရအောင်တွင်းနိုင်မလားဆိုတဲ့အချက်ကိုပဲအာယုံစိုက်ရမှာပေါ့နော်အဲ့တော့လက်ရှိအချိန်မှာအာဆင်နယ်အသင်းကကြံတဲ့အပိုင်းတွေအကုန်လုံးမှာပရိသတ်တွေအနေနဲ့ရောဒီကျွမ်းကျင်သူတွေအနေနဲ့ရောသူတို့ကိုဒီဆယ်မှတ်ပေးမယ်ပေါ့နော်ဆယ်မှတ်ပင်ထန်းတော့ထန်းနိုင်တော့တော့ထန်းနေပြီပဲဖြစ်နေလိမ့်မယ် ဒါပေမဲ့တိုက်စစ်ကတော့အဲ့လိုမဟုတ်ဘူးတိုက်စစ်မှာလိုအပ်ချက်တွေရှိနေတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာကိုကျွန်တော်ဒီပွဲမှာဟိုတကြပေါက်စောင့်ကြည့်သွားဖို့လိုအပ်တယ်ပေါ့နော်ဆက်ဘာဖြစ်လို့လဲဆိုတော့စနလန်ကစားလာခန်စစ်ကစားလာတော်တော်ကောင်းလို့တော်တော်ကောင်းလို့ဆိုတော့အာဆင်နယ်လိုအသင်းမျိုးပဲအာဆင်နယ်ကိုအတူယူထားတဲ့အသင်းလိုတောင်တင်စားခြင်းနေပေါ့နော်ကျွန်တော်ချဲစီနဲ့ပုံမှာတွေ့ခဲ့ရတယ်စနလန်လိုအပ်ရင် high present တက်လို့တယ် ဲဒီ Manchester United နဲ့ Sunderland ကစားတော့ Sunderland အဲ့ဒါအောင်မလုပ်ခဲ့ဘူးအစိုးရလုံပြီးတော့သူတို့အနောက်မှာပဲကစားခဲ့တယ်အဲ့ဒါကပြဆက်ခဲ့ရတယ်အဲ့တော့ Chelsea နဲ့ဘက်မှာသူတို့အဲ့ဒါကိုပြန်ပြင်ခဲ့တယ်သူတို့ high pressing တက်လုပ်တယ်ကိုလိုမာ Sanchez ကို present ပေးတယ်ပြီးတော့ Chelsea center back တွေနဲ့တွဲလို့မရအောင် Moise Guy Zero စီပေါ်လို့မရအောင်သူတို့ light ပိတ်တယ် Chaka အစားတက်ပြီးတော့ကစားတာအဲ့တော့ဘာဖြစ်တယ်လဲဆိုတော့ long ball တွေကတင်ရဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒါက Sunderland အနေနဲ့ဒီလို present ကိုကောင်းကောင်းလုပ်နိုင်တယ်ဆိုတဲ့အချက်ပေါ့နော် Arsenal ကိုတော့အလောက်မလွယ်ဘူး Arsenal ကပို့ပြီးတော့ ကောင်းတယ်အဲ present ကိုဖောက်ထွက်တာပိုကောင်းတယ်အဲ့တော့ဒါတစ်ချက်ကန်စစ်ကစားပုံတစ်မျိုးပေါ့နော်ပြီးတော့အလယ်မှာ mid block ကစားတယ်အဲ့ဒါကလည်းအရန်ကောင်းတယ်ဘာလို့လဲဆိုတော့ center line ကွင်းလည်းအရန်ကောင်းလို့ပေါ့နော်ပြီးတော့ဒီကန်စစ် low block ကစားတယ်အရန်ကောင်းအောင်ကစားနိုင်တယ်အဲ့ဒီအတော့အာဆင်နယ်အနေနဲ့အခက်ခဲရှိတယ်အထူးသဖြင့်အာဆင်နယ်က mid block ကောင်းတဲ့အသင်း low block ကောင်းတဲ့အသင်းတွေအဲ့ဒီကုကိုနှမျိုးစလုံးကျင်လဲဆိုတာကစားတဲ့အသင်းတွေဆိုရင်ခက်ခဲလေးရှိတယ်ပေါ့နော်အဲဒီရဒီမှာနိုင်ပွဲတွေတော့ရလာတယ် ဒီ Crystal Palace လို့ပွဲမျိုးနိုင်ပွဲတွေရလာတယ်ဒါပေမဲ့ခက်ခဲနေတော့မယ်အထူးသဖြင့် set piece ကိုအရာအကူရတယ်ပေါ့နော်အဲ့လိုအခြေအနေတွေမှာဒါကြောင့်မလို့ဒီပွဲက Arsenal တိုက်စစ်ကိုနောက်ထပ်ဆန်းသတ်မယ် Samuel တို့ခုလို့ကျွန်တော်ကတော့မြင်မိပါတယ်ပို့ဖြစ်ကျွန်တော်ညီ Arsenal မှာဒဏ်ရာပြဿနာပေါ့နော်ဒီဒဏ်ရာပြဿနာကပဲအစိုးရအရဆုံးအခြေအနေလို့လည်းအခုပြပြောရမယ်ထင်ပါတယ် ပွဲစဉ်တပွဲပြီးတိုင်း week to week ပြီးတိုင်းမှာဒဏ်ရာကစားမှာတူးတူးလာပါတော့။ဥမာဒီပွဲမှာဆိုရင်လည်းဒါတိုက်စစ်က regress မပါနိုင်ဘူး။မပါနိုင်ဘူးဆိုတော့ဒီ Mekemirino ပဲဆက်ပြီးမှဒါ၃ရောက်ဖို့ရှိတဲ့အနေထား။ပုံမှန်အဖြစ်လည်း Arsenal တိုက်စစ်ကကျတော့အရင်ကြီးကုသင်းအကောင်းနဲ့ creation ကောင်းတဲ့ပုံစံမျိုးမဟုတ်သေးတဲ့အချိန်ဒီမှာ regress မပါနိုင်ခြင်းက Arsenal ရဲ့ဒီတိုက်စစ်မှာပေါ့လေဘယ်လောက်ထိအကျိုးတရားမှုရှိနိုင်မလဲလို့ဒါစစ်တူချင်လည်းမသိဘူး။ အရန်ကြီးတော့မရှိဘူး Jokeresh ကအရန်ကောင်းနေရတော့မဟုတ်ဘူးဒါပေမဲ့သူကဒီလိုမျိုးပေါ့နော်သူ့ရဲ့လက်ရှိ pattern ကိုကသူကပွဲငယ်တွေမှာပို့ပြီးတော့အကောင်းတဲ့ပုံစံပြနေတယ်ပေါ့နော်အဲ့တော့သူ့ရဲ့နေရာယူပုံသူ့ရဲ့နေရာယူပုံကအရေးကြီးတယ်ဒီပွဲငယ်တွေမှာအတင်းတွေကသူတို့ပိတ်ကစားတာကို low block တင်မဲ့ block တင်နဲ့ပိတ်ကစားတယ်အဲ့တော့အဲ့လိုအနေအထားမျိုးမှာ force 9တယောက်နဲ့တိုက်စစ်မှုစစ်စစ်တယောက်ရဲ့နေရာယူပုံကကွာခြားတယ်ပေါ့နော်တိုက်စစ်မှုစစ်စစ်တယောက်ဟာဒီပေါ့စီထဲမှာရှင်သန်လာတာဖြစ်တဲ့အတွက် ူ့ရဲ့နေရာယူပုံကဒီ pause သူ့ကိုမတူ first line တယောက်နဲ့အဲ maker marino နဲ့ကျွန်တော်တို့ကွဲကွဲပြားနေမယ်ဆိုရင်ကျွန်တော်တို့ harvest ပေါ့နော်မပါနိုင်ပါဘူးဒီပုံမှာဒါပေမဲ့ကျွန်တော်ရှင်းကြည့်လို့ရတယ် harvest လည်းလိုက်စကစားမှာကောင်းမယ် yogurt လည်းလိုက်စကစားမှာကောင်းမယ်ဒါပေမဲ့မတူနေရာယူတာနေရာယူတာမတူတဲ့အတွက်ကတ်ရတာလည်းမတူဘူးပေါ့နော်အဲ့အနေထားတွေကအဲအဆင်နဲ့ကိုတော်ဝိုက်တော့အကျိုးတရားမှုပေးနေရပေါ့နော်ကျွန်တော်စောင့်ကြည့်ပြနေတဲ့အရာတစ်ခုလည်းဖြစ်တယ်ဒီဘွဲတော့မပါတဲ့အတွက်စောင့်ကြည့်ကြရလို့မလို့တော့ဘူးမရီနိုကကောင်းတယ်တော်တော်လေးပြီးတော့ဂိုးမြူးတယ် ဒီသူ force line နဲ့ကစားတဲ့ပွဲတွေမှာလည်းဒါအာဆင်နယ်အတွက်ခုနကဂိုးလာဂိုးဂိုးလာမသိဘူးတွင်းထားတယ်လို့သိရတယ်ပေါ့နော်အဲ့တော့အရန်ကြီး size ဆင်သွားတဲ့အာနယ်ချန်မဟုတ်ဘူးအဓိကကအဇင်နဲ့စာကာဘာလုံးနိုင်မလဲပြီးတော့ trosser ဘာလုံးနိုင်မလဲပေါ့နော်အဲ့တော့အဲ့ဒီအချက်ကပို့ပြီးတော့အရေးကြီးတာပေါ့လေအထူးသဖြင့်စာကာပြီးခဲ့တဲ့ပွဲတော်ကစာကာကဘန်လီနဲ့ပွဲတော်ကဖြုံးတိမှုများခဲ့တယ်လွတ်တယ်ဖြုံးတိမှုများခဲ့တယ်အဲ့ရှိပွဲတွေမှာကြာတော့လေအရန်ကြီးမလုံးနိုင်ဘူးတချို့ပွဲတွေမှာတော့တော်တော်ကောင်းတယ်တွေ့ရတယ်ဒါပေမဲ့ သူရဲ့ဒီအကောင်းဆုံးပုံစံနေရှိတယ်ဘောနော် ပြီးခဲ့တဲ့နှစ်တွေတုန်းကအဲ့အဲ့ဟာကိုသူမမိသေးဘူးလက်ရှိအချိန်တွေမှာလိုအပ်ချက်တွေနည်းနည်းရှိတယ်ဘောနော်အထူးသဖြင့်သူ့ကိုပိတ်ပြီးတော့ကစားနိုင်တဲ့အသင်းတွေအဲ့တော့ပိတ်ပြီးကစားနိုင်တဲ့အသင်းတွေဆိုတဲ့နေရာမှာအခုဆနာလန်ကဒါကိုကောင်းကောင်းလုပ်နိုင်တယ်ဒီပွဲကိုကျွန်တော်အနေနဲ့ဒါဆနာလန်အနေနဲ့ဒါခန်းစင်၅ယောက်ပေါ့နော်ခန်းစင်၅ယောက်နဲ့ကစားလာမယ်လို့ယူဆတယ်အဲ့တော့ဒီသူတို့ရဲ့ဒါမူခီယယ်လီရဲ့ဂျော့ထရူတာရဲ့ပြီးတော့ဘလတ်တည်းပေါ့နော်ပြီးတော့ဘယ်ခန်စစ်မှာရနယ်ဒိုပေါ့နော်အဲ့တော့သူက LWB မဟုတ်ဘူးသူက LB တကယ်တော့ LB ရောမဟုတ်ဘူးသူက LCB အဲ့ဒီဘဝလာတာစန္ဒဘက်ဘဝလာတာပေါ့နော်အက်တလက်တီကိုမက်ဒရစ်မှာတော့လည်းအဲ့လိုမျိုးပဲအဲ့တော့ခန်စစ်တာတန်တယ်ခန်စစ်ကောင်းတယ်တခြားအရာတွေတော့သူကောင်းနေမှာကောင်းတယ်ဒါပေမဲ့လူကတ်တာအာယုံစူးစိုက်မှုပြီးတော့ဒီမမထက်တန်ကစားနိုင်မှုအဲ့ဒီအရာတွေကောင်းတယ်ပေါ့နော်အဲ့တော့စာကာကိုအဲ့ဒီဒီ force နဲ့ရင်ဆိုင်ရမှာပြီးတော့အဲ့ဒီမှာ Joy Trudra ကစားဖို့များတယ်လို့ထင်တယ်ဒီဘွဲဒီဘွဲအတွက်ဆိုရင်အဲ့တော့ Joy Trudra ကလည်းအဲ့ဒီ စာကဝင်မဲ့အပေါက်ထဲမှာငိုရဲစောင့်နေပြီးသားဖြစ်နေတယ်လို့ပြောရမှာပေါ့နော်အဲ့အဲ့ဒီအချက်ကိုကျွန်တော်တို့ဒါဒီပွဲရဲ့ keyboard တက်အဖြစ်ကျွန်တော်ကတော့မြင်တယ်စောင့်ကြည့်ရဖို့ရှိတယ်ပြီးတော့ essay essay ရဲ့ခန်းကဏ္ဍအရင်ရေးပါတယ်ဒီစနာလန်ရဲ့ blog တွေကိုဖြည့်ဖို့အတွက် essay ကလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ဖို့လိုတယ်ဒီနေရာတွေအများကြီးကိုသွားနိုင်ဖို့လိုတယ်ပေါ့နော်တချို့သောပွဲတွေမှာမြင်ရတယ်တချို့သောပွဲတွေမှာမမြင်ရဘူးဒီပွဲမှာအဲ့ဒါအရင်အရေးကြီးတယ်ဒီ type set ကိုဒီ unlock လုပ်ဖို့အတွက် SA ရဲ့အဲ့ဒီဟာကအရင်အရေးကြီးတယ်ဘာလို့လဲဆိုတော့ အာဆင်နယ်ရဲ့ခွင်းလင်းနဲ့ပတ်သက်လာရင်နောက်ကနှစ်ယောက်ကိုကျွန်တော်တို့လုံးဝစိုးရင်စရာအကြောင်းမရှိဘူး။စူပါမန်ဒီနဲ့ဒက်ကလန်ရိုက်စ်ကမကောင်းတဲ့ပွဲကိုမရှိဘူး။ဒီပွဲကိုလည်းသူတို့ဒီ deliver လုပ်နေကြချေဆွမ်းပေးဆွအောင်ပါပဲ။အဲ့တော့ AC ပေါ်မှာအရင်ကြီးမူတည်တယ်။ AC ပို့ပြီးတော့လုံနိုင်တယ်ဆိုရင်အာဆင်နယ်တိုက်စစ်ပိုကောင်းလာလိမ့်မယ်။ဆနာလန်ခန်စစ်ပြိုသွားဖို့များတယ်ပေါ့နော်။အဲ့တော့ AC ရဲ့လုံနိုင်ဆိုရင်ကျွန်တော်တို့စောင့်ကြည့်ရလိမ့်မယ်။ပြီးတော့ AE ဒီ middle zone နေမှာအရင်အကောင်းတယ်ဆန္ဒလန်ကအထူးသဖြင့် chart ကဥဆောင်ပြီးတော့စတီကီနဲ့တွဲထားတဲ့ ကွင်းလေပေါ့လေကစားအရင်ကောင်းတယ်ပရီးမီယာလိဂ်ရဲ့ဒီဟာဒီ distant cover အများဆုံးကစားသမားတွေလည်းဖြစ်တယ်အထူးသဖြင့်ခြာကားရဲ့ဦးဆောင်မှုပေါ့နော်ဒါကသူချစ်တဲ့အသင်းဟောင်းပေါ့အသင်းဟောင်းပြန်ပြီးတော့ရင်ဆိုင်ရမှာသူ့အတွက်လည်းဟိုတော်တော်လေးအရေးပါတယ်လို့လည်းသူပြောထားတယ်ပေါ့နော်ခြာကားကဒီဟာဒီမှာစန္ဒာလိုင်းအကောင်းဆုံးကစားသမားချွင့်ချက်မရှိခဏအကုန်လုံးမှာအကောင်းဆုံးပဲအဲ့တော့အဲ့ဒီအရာကြီးကိုရင်ဆိုင်ရမှာပေါ့ဆိုလိုချင်တာအာဆင်နယ်အရင်ကောင်းတဲ့ force ကကွင်းလယ်မှာရှိတယ် စန္ဒလန်ရဲ့အရင်ကောင်းတဲ့အရာကလည်းအဲ့အလဲမှရှိတယ်ပေါ့နော်အဲ့အလဲက force နှစ်ခုဒါရှင်းကြမှာပေါ့အဲ့တော့အာဆင်နယ်အတွက်ဒါကအဖြစ်ရှာမယ်နောက်ထပ် key best တဲ့တစ်ခုဖြစ်တဲ့အဲကျွန်တော်ဆိုလိုချင်တာတိုက်စစ်မှုပြဿနာပေါ့နော်တိုက်စစ်မှုကတော့ shock crash မပါဘူး merino ပဲဒါပေမဲ့အဲ့ပြဿနာထက်ဆိုင်အဲ့ပြဿနာကအရင်ကြီးရောအဲဒီထူးထူးခြားနေမှာမဟုတ်ဒါပေမဲ့အနောက်ကကွင်းလေပိုင်းဆိုင်ရာကွင်းလေအပြိုင်မှုနဲ့ပြီးတော့ချာကာအနေနဲ့ဆန္ဒလန်ရဲ့ဘယ်ချန်းခံစစ်စုပွဲမှုကို ဘယ်လိုဒုက္ခပေးနိုင်မလဲပေါ့နော်အဲ့အဲ့ဒီအချက်တွေကအရေးပါတယ်လို့ကျွန်တော်လည်းထင်ပါတယ်ပေါ့မမလေးကြီးဆလလန်ကဒီခက်စစ်9ရောက်တန်းနေလေကစားတယ်တို့ကဒီ Chelsea နဲ့ပွဲကကစားသွားတဲ့ပုံစံဆိုရင် Stamford Bridge မှာကစားပေမဲ့လုံးဝအကြောက်အလံမရှိဘူးဒီ United ကိုရှုံးတဲ့ပွဲကပုံစံမျိုးနဲ့လုံးဝမတူပါဘူးဘောနော်ဟို United ကိုသူတို့ရှုံးခဲ့တဲ့ပွဲကြည့်လိုက်တော့အဲဥဆောင်ကိုလည်းတာလွယ်လေးတူပေးရတယ်စောစောစီးစီးပေးရတယ်တပွဲလုံးတိုက်တာအနေနဲ့ကြည့်တော့လေ ဘာမှတိတ်မလုံနိုင်ပြီ။ဒါပေမဲ့ stop motion မှာကစားသွားတဲ့ပုံစံကတော့ Sunderland draw ကိုကောင်းတယ်။နောက်တာဒီ counter ကြီးလည်းဒါကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ Arsenal ခန်းစစ်ကတော့ဒါ ကျွန်တော်သတိထားဖို့လိုမှထင်ပါတယ်သူပြတာ color theory ဒီဘုရားအရန်ကြီးရှစ်တက်ဘူးเนาะကိုယ်လည်းဦးချောင်းလည်းဟိုပြေးဝင်တက်တဲ့နေရာမှာတော့ဒါသတိထားမဲ့အပိုင်းလို့ဒါအခုတော့မြင်ပါတယ်နောက်တစ်ခုကတော့ဒီ counter တွေပေါ့ဒီဒါ lifido ရဲ့ဒီဘယ်တော်မှန်တက်စစ်ဒီတော်မှန်တက်စစ်တွေရဲ့ counter တွေကလည်းဒါ sanalan ရဲ့အားကောင်းတဲ့အထင်မှာပါတယ်ဆိုဒီအပိုင်းလေးတွေလည်း arsenal ရဲ့သတိထားမဲ့အခြေအနေလို့ထင်ပါတယ်ဒီနှစ်သင်းတွေ့တဲ့ဒါ head to head ဒီမှာပေါ့လေဒါအရင်တော့ကတွေ့ရပါဒီမဲ့နှစ်တွေမှာတော့ဒါတွေ့တာတွေ့ကြရလည်းမရှိဘူးဆိုအရင်တွေ့ဆုံးခဲ့တဲ့ဟာမှာတော့ arsenal တော်လေးတာပါလေနောက်ဆုံးဒါ73ကြေလောက်မှာတပွဲပဲလာမျိုးရှုံးတယ်အဲတော့တော်တော်လေးလဲဒါအချက်လက်ပိုင်းအဖြစ်လဲတတော်ကြီးကိုအားတာတဲ့အပိုင်းလေးလဲဒါအများကြီးရှေ့ဆိုဒီပွဲမှာရောဒါအာဆင်နယ်ကဒါနိုင်ပွဲတော့ဒါရေပန်းစားတဲ့အတင်းတင်းလို့ပြောလို့ရတယ်လူချင်းတဲ့နိုင်ပွဲလိုအပ်တဲ့နိုင်ပွဲကိုရောယူနိုင်မလားတစ်ချိန်တည်းမှာပဲဒါဒီတစ်ပတ်ကကြတော့ဒါသူတို့ရဲ့ဒါလက်ရှိတိုက်တဲ့ကော်နာဒါစီးရင်စီးရင်တဲ့မှာဝင်နေရောပေါ့လေပွဲစဉ်30ပြီးမှတိုက်တဲ့ကော်နာဒါစီးရင်တဲ့မှာဝင်သူတို့ရာဒီအစကာလမှာလဲဒါရာဒီမစခင်နဲ့လဲတိုက်တဲ့ကော်နာဒါကြီးဖြစ်ပြောထားတဲ့စီတီတို့ လီဗာပူးလို့ဒီနှစ်သင်းကလည်းဒီတစ်ပတ်မှာထိတ်တိုက်တွေ့မယ်ဆိုတော့အာဆင်နယ်အတီချာပေါ့ဒီလိုချင်နေမှာရမတ်ယူနိုက်ဖို့တော့လိုတယ်ဒီပွဲပေါ်လေဒါအာဆင်နယ်ဒါခက်တော့ခက်ခဲနိုင်တယ်လိုအပ်တဲ့နိုင်ပွဲယူနိုက်မယူနိုက်ဆိုတဲ့ဟာအပိုင်းလေးလည်းစီတူတုံ့တက်ပြပါအောင်ကြီးဟုတ်ကဲ့ဟုတ်အဲဒီတိုက်စစ်ပေါ်ပဲမူတည်ရပေါ့နော်ကျွန်တော်ကတော့နိုင်မယ်လို့ထင်ထားတယ်ဘာလို့လဲဆိုတော့အာဆင်နယ်ယုံကြည်စိတ်ယုံကြည်စိတ်ကိုတော်တော်သဘောကျလို့ပေါ့နော်သူတို့အခုနောက်ပိုင်းကအရန်ယုံကြည်စိတ်မြင့်မာလာတယ်ပြီးတော့အရန်ဟို တိုက်ပွဲဝင်စိန်မြင်မာနေရတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီအချက်တွေကဒီနိုင်ပွဲအရင်စားလောင်တယ်ပေါ့ဗျာရှင်းရှင်းပြောရမယ်ဆိုနိုင်ပွဲအရင်စားလောင်တယ်ကစားလာလည်းတခုတည်းစနစ်ကြပြီးသားအဲ့ဒီအတွက်ပို့ပြီးအားပါတယ်ဒီပြီးခဲ့တဲ့ချန်ပီယံလိပွဲတာစလာဗီယာပရက်နဲ့ကစားသွားတယ်ဒီအေးစစ်စစ်လေးကစားနေနေအာဆင်နယ်ရဲ့ intensity ကြီးကကြောက်စရာကြီးပေါ့နော်ပြီးတော့ဒီတိုက်စစ်ကိုလည်းပြိုးပြိုးလေးနဲ့အကောင်းဆုံးကစားသွားတာကျွန်တော်မြင်ရထားပါတော့ဒါစလာဗီယာပရက်ကညံ့ပြင်းတဲ့အသင်းမို့လို့ပြီးတော့ဒီသူတို့ရဲ့ ခန်းစစ်ပိုင်းစိတ်ချရမှုပေါ့နော်ကိုပေးရဘူးကရှိမှမရှိတဲ့အနေအထားကြီးပေါ့နော်ဒီရဒီမှာကန်သွင်းချက်စုစုပေါင်း85ချက်ကန်သွင်းထားကန်သွင်းငွေပြုတ်ထားရလို့သိရတယ်ပေါ့နော်အဲ့အထဲမှာမှ18ချက်ပဲ expected goal အရေတော်က0.1အထက်မှာရှိတယ်0.1ဆိုတာကဘာမှမဟုတ်ဘူးတာမန်ကန်ချက်တစ်ခုပဲပေါ့နော်ဒီအစနေဒီရဒီမှာခွင့်ပြုထားတဲ့ကန်ချက်တွေထဲမှာ expected goal အမြင့်ဆုံးကဟာလန်ဂိုးပေါ့နော်0.43 အဲ့တော့0.3အထက်ကျော်မှလာကန်ချက်ကောင်းအဖြစ်သတ်မှတ်ကြတာပေါ့နော်အဲ့တော့အဲ့ဒီကန်ချက်ခုနကကျွန်တော်ပြောတဲ့စက္ကန့်ချက်ပဲရှိတယ်0.1အထက်တောင်အဲ့တော့ဒါကြီးကတော်တော်ကြောက်ဖို့ကောင်းတဲ့အနေအထားကြီးပြီးတော့နောက်ဆုံးပွဲတွေမှာဆိုရင်လည်းကိုပေါက်တဲ့ကန်ချက်ကိုမပေးရတာအဲ့ဒါကြီးကအဲတော်တော်လွန်တဲ့အနေအထားမျိုးမှာရှိတယ်ပေါ့နော်ကန်ချက်တစ်ချက်ချင်းစီရဲ့ကိုနိုင်ချီကလည်းအရင်နေတယ်ပေါ့နော်အဲ့တော့ဆန်ဒါလန်ဟာလည်းအဲ့ဒါကြီးကိုပြောင်းလဲဖို့ဆိုတာတော်တော်အခက်အခဲရှိတယ် အဲ့တော့ပြောမယ်ဆိုအာဆင်နယ်ဘက်ကတချမ်းပိတ်ကြီးနဲ့ဟိုကြည်ရတဲ့အနေအထားမျိုးပေါ့နော်အာဆင်နယ်ကိုသွင်းဖို့ဆိုတာက90%လောက်မဖြစ်နိုင်ဘူးဆန်ဒါလန်လည်းမဖြစ်နိုင်ဘူး90%လောက်ပြီးတော့သူတို့က set piece defending တွေလည်းကောင်းတယ်ပြီးတော့ counter ဟို defend လုပ်တာလည်းကောင်းတယ်အဲ့ဒီအတွက်90%လောက်ကိုပေးရဖို့မရှိဘူးလို့ပဲသတ်မှတ်ချင်တယ်ဒီဘွဲကိုလည်းကျွန်တော်အဲ့လိုပဲသတ်မှတ်ချင်တယ်ဒါကြောင့်မလို့သူတို့ရဲ့ရှာလက်ကသူတို့ကိုဘလို့သွင်းလဲဆိုတဲ့အခြေအနေပေါ်မှာမူတည်တယ်အဲ့ဒီနေရာမှာသူတို့ကထပ်ပြီးတော့ကောင်းနေတာသူတို့ရဲ့ set piece ကတော်တော်ကြီးကိုကြောက်ဖို့ကောင်းလာပေါ့နော် ပို့ပြီးတော့အချိန်ဟွာလဲပို့ကြီးလာတယ်ကောင်းမန်းသိနေရမနေ့တည်းကသိနေရပဲအားလုံးလဲဒါပေမဲ့အချိန်ဟွာပို့ကြီးလာတယ်ပို့ပြီးတော့လဲ Ferrari ဒီစုံလာတယ် Declan Rice တင်တာကလည်းဟိုပို့ကောင်းလာတယ်ပေါ့နော်ပို့ကောင်းလာပြီးတော့ပွဲတိုင်းကိုသွင်းနေရပွဲတိုင်းကိုသွင်းနေရဟိုမသွင်းဘူးဆိုလဲဘာဖြစ်လဲဆိုတော့ဒီ Slavia Prague နဲ့ပွဲမှာဆိုရင် penalty ပေးရတယ်အဲ့တော့အဲ့ဒီဘော်တွေအရင်လို့ဖြစ်တယ်ပေါ့နော်မှန်တာပေါ့ penalty area တွေဘလုံးနဲ့ထိုင်တင်မှာတော့ penalty ရနိုင်ချင်တယ်ပို့ပြီးတော့မြင်လာတာပေါ့ဘလိုပဲကြီးကြီးအာဇင်ရဲ့မော်တွေကတော်တော် သဘောကျဖို့ကောင်းတယ်ပေါ့နော်အဲတချို့လည်းကြည့်ရတာပြင်းအောင်ပြင်မယ်အဲကျွန်တော်တို့လည်းခါကြံကြည့်ရင်လည်းပြင်းတာရှိတယ်အဲဒါပေမဲ့အာဆင်နယ်ရဲ့နိုင်နိုင်ချီကိုတွက်မယ်ဆိုရင်တော့အဲပြင်းတာမပြင်းတာလည်းမဆိုင်တော့ဘဲနဲ့ဘလောက်ထိ effective ဖြစ်လဲဆိုတာကျွန်တော်ပြန်ကြည့်ရတာပေါ့နော်ပြန်ကြည့်ရတဲ့အခါမှာအရင်အားကောင်းနေရအောင်တွေးရတယ်ပေါ့နော်အဲ့တော့ဒီပွဲကိုလည်းဟိုပို့ပြီးတော့ကျွန်တော်အရင်မစိုးရင်မယူခတ်မယ်ဒါပေမဲ့နိုင်မယ်လို့ကျွန်တော် တင်မိပါတယ်ခွအဲပုံမှန်တိုင်းပဲဗောလေအစင်းနဲ့ဒီလိုကစားရခံနိုင်တဲ့တိုက်စစ်ခံနိုင်တဲ့အဲ့ချင်းတွေမှာတော့ထုံစံတိုင်းဆက်ပီးစတီးယားတွေကိုရသွားမှာဗောလေဒီပွဲမှာကတော့အခုသတင်းကြားလေမာတူအေကေကတော့ပြန်ပါကောင်းပါနိုင်နေဆိုပြီးတော့မှလေလေသတင်းထွက်တယ်ဗောလေမာတူအေကေပါလာရင်တော့တိုက်စစ်ကတော့နည်းနည်းလေးတော့ပိုပြီးတော့တွတ်နိုင်လာဗောလေမပါဘူးဆိုရင်လည်းဒါထုံစံတိုင်းမှာအစင်းကတော့တေကန်ဘောနဲ့ဆက်ပြီးတော့မှပဲတွားအောင်မှာထင်ပါတယ်ဒီပွဲလေးကိုဒါစီတူသုံးသပ်ပြီးတော့လည်းတို့လေးလည်းပြေဆုံးပါတယ်ကြီးစုအားပေးခဲ့ကြတဲ့ဆော့ကဟော့ပရိသတ်တွေလည်းကျင်းအားရလိမ့်မယ်လို့ထင်ပါတယ် ဲ့အားလုံးကိုကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာ